လုံးမင်္ဂလာပါခင်ဗျာအတားလေးရတော့ကျွန်တော်ရချင်းမိတ်ဆွေတွေနော်ကျွန်တော်ပြောတာတော့၃ခွန်အတွဲပရိတ်လေးနဲ့ဆိုတော့၃၄ခွန်ပေါ့နော်အတားလေးထိုးဖို့ကျွန်တော်ကတစ်ခွက်ကောက်ပေးထားတာအခုအဲ့ဒီ၃ခွန်တွဲနဲ့ကတ်တီလေးကိုနော်ကျွန်တော်နီးကတ်တီပြီးလိုက်တယ်နော် တရက်ဆေလ2025အတွက်သုံးခွန်အတွဲနဲ့ကတ်ရမဲ့အပီးကတ်ရမဲ့အလုံးပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်တော့မျှဝေပေးလိုက်တနည်းနဲ့မဟုတ်တနည်းနဲ့တော့ကျွန်တော်မိတ်ဆွေတွေပဆန့်ရအောင်ဆိုတော့အရှင်ပြေအောင်ဆိုကံကောင်းအောင်ဆိုတော့စူးစမ်းပြီးတယ်နော်အခုဒီမှာကျွန်တော်ကနန်းချတာလား အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးမှာနော်အဲ့ဒါလေးကဘယ်လိုလဲဆိုတော့ကျွန်တော်ပြပေးမှာနော်တုံးခွန်အတွဲလေးကဘယ်လိုလဲဆိုတော့ဒီနှလုံးပေါင်းခြင်းက6နဲ့9နဲ့ပေါင်းခြင်းက3အဲ့ဒီ3ကသူလာရင်ထိတ်စီးနေသူလာအဲ့ဒီ3ကသူကထိတ်စီးနေသူလာဒီနှလုံးပေါင်းခြင်းကဒီနှလုံးပေါင်းခြင်းက6 ဒီနှလုံးပေါင်းခြင်းက6เนาะဒီ6အဲ့ဒီ6ကိုကျွန်တော်တို့ကမယူဘူးအဲ့ဒီ6ကိုကျွန်တော်မယူဘူး6ရဲ့နှက်က9လို့ပဲကျွန်တော်ကလည်းယူမယ်ဒီ9ယူမယ်6ရဲ့နှက်က9လို့ယူမယ်เนาะ6ရဲ့နှက်က9လို့ယူမယ်6ရဲ့နှက်က9လို့ယူပြီးရင်ဒီနှလုံးပေါင်းခြင်းကအဲ့ဒီနှလုံးပေါင်းခြင်းက3ညာ ိနှလုံးပေါင်းခြင်းက3ညာအိနှလုံးပေါင်းခြင်းက3ညာဒီ3လုံးပေါင်းခြင်းကနှလုံးပေါင်းခြင်းက17 3လုံးပေါင်းခြင်းက19 19ဆိုကျွန်တော်တို့9လို့ပဲယူမှာအဲ့ဒါသူကဘာရလဲ3ထိပ်စီ3ထိပ်စီကပုံဒီရမှာနော်3ညာ9 9တဲ့3 3ညာ9 9တဲ့အဲ့ဒီမှာသူဘာထွက်လဲ3 3ည9လို့သူထွက်တာနော်3 3ည9လို့သူထွက်တာ ကင်နောက်ထပ်တစ်ဖြတ်ထပ်သွားမယ်နော်နောက်ထပ်တစ်ဖြတ်ထပ်သွားမယ်ဒီနှလုံးပေါင်းခြင်းကနှစ်ဟိုဒီဒီနှလုံးပေါင်းခြင်းကနှစ်နော်အဲ့နှလုံးပေါင်းခြင်းကနှစ်အဲ့ဒီနှစ်ကထိတ်စီနေပဲသွားမယ်နော်အဲ့ဒီနှစ်ကထိတ်စီနေပဲသူသွားမယ်ဒီနှလုံးပေါင်းခြင်းကတဲ့ဒီနှလုံးပေါင်းခြင်းကကိုယ်တဲ့ကျွန်တော်တို့ကအဲ့ဒီကိုယ်ကိုမယူဘူး အဲ့ဒီ9ရက်နက်က6လို့ပဲကျွန်တော်လည်းယူမယ်အဲ့မှာ6ယူမယ်နော်အဲ့ဒီ9ရက်နက်က6လို့ပဲကျွန်တော်ယူမယ်အဲ့ဒီမှာ6အဲ့ဒီမှာ6ပြီးရင်ဒီနှလုံးပေါင်းခြင်းကနည်းတဲ့အဲ့ဒီမှာနည်းဒီ3လုံးပေါင်းခြင်းက၄တဲ့အဲ့ဒီမှာ2 2 6 4တဲ့အဲ့ဒီမှာသူပါထွက်လဲ နှစ်လေးချောင်းလို့သူထွက်တယ်နော်ကဲနောက်ထပ်တစ်ဖြတ်နောက်ထပ်တစ်ဖြတ်ကျောင်းချက်သွားမယ်နောက်ထပ်တစ်ဖြတ်ကျောင်းချက်သွားမယ်နော်နောက်ထပ်တစ်ဖြတ်ချက်ထပ်သွားဒီနှလုံးပေါင်းခြင်းကရှည်တယ်အဲ့ဒီစစ်ကသူကထိတ်စီနေပဲသွားအဲ့ဒီစစ်ကထိတ်စီနေသွားမှာနော်ထိတ်စီနေပဲသွားဒီနှလုံးပေါင်းချင်းကကိုယ် ဲ့ဒီကိုကိုကျွန်တော်တို့မယူဘူးအဲ့ဒီကိုကိုကျွန်တော်မယူကိုရဲ့နှက်ခတ်6လို့ပဲကျွန်တော်ဒီယူမှာသူ့ရဲ့နှက်ခတ်ပဲကျွန်တော်ဒီယူမှာနော်ကိုရဲ့နှက်ခတ်6အဲ့ဒီမှာ6အဲ့ဒီမှာ6ဒီနှလုံးပေါင်းခြင်းက shit တဲ့ဒီနှလုံးပေါင်းခြင်းက shit ပြီးသွားတဲ့အခါကျရင်ဒီ၃လုံးပေါင်းခြင်းကတဲ့အဲ့ဒီ၃လုံးပေါင်းခြင်းကငါတဲ့ရှစ်ကထိတ်စီ၈၆၅တဲ့ 8665တဲ့အဲ့ဒီမှာသူပါထွက်လဲ865လို့သူထွက်တယ်နော်အဲ့ဒီမှာ865လို့သူထွက်တယ်အခုနောက်ထပ်တစ်ဖြတ်ကျွန်တော်တို့ထပ်သွားမယ်နော်နောက်ထပ်တစ်ဖြတ်ထပ်သွားမယ်စူးစမ်းပြီးတာစူးစမ်းပြီးတာကျွန်တော်ရဲ့ချင်းမိတ်စီတို့ကကျွန်တော်စူးစမ်းပြီးတာနော် 3D ပေါက်ချင်ကြရဲဆိုလို့ ကျွန်တော်ပြီးတဲ့ကဏ္ဍဒီပေါက်ကွက်ဖြစ်ခဲ့လို့ရှိရင်ကျွန်တော်မိတ်ဆွေတွေတက်အရှင်ပြေးမယ်အဲ့ဒါကြောင့်မို့ကျွန်တော်စူးစမ်းပြီးတယ်နော်လက်ကုံစူးစမ်းပြီးတယ်နော်နော်ကျွန်တော်လက်ကုံစူးစမ်းပြီးတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြီးတဲ့ကဏ္ဍလေးတွေနဲ့ရားခဲ့မှဆိုရင်အရှင်ပြေးအောင်နော်မှန်ခဲ့မှဆိုရင်တော့အရှင်ပြေးကြမှာပေါ့နော်အခုဒီမှာရှင်းတယ်ဒီမှာငားတယ်အဲ့ဒီရှင်းနဲ့ငားနဲ့ပေါင်းရင်၃နဲ့အဲ့ဒီ၃ကသူကထိတ်စီနဲ့ပဲသွားမှာနော် အဲ့ဒီတော့မှသူကထိတ်စီနဲ့ပဲသွားမယ်ထိတ်စီနဲ့သွားမယ်ဒီနှလုံးပေါင်းခြင်းကအဲ့ဒီနှလုံးပေါင်းခြင်းကတုံညရတယ်ကျွန်တော်တို့အဲ့ဒီတုံညမယူဘူးတုံညမယူဘူးနော်တုံညရဲ့နှက်ကခွန်လို့ပဲကျွန်တော်ယူမယ်အဲ့ဒီတုံညနှက်ကခွန်လို့ပဲကျွန်တော်ယူမယ်အဲ့ဒီမှာ၃ခွန်ကနော်အဲ့ဒီမှာ၃ခွန်ကနော်အဲ့ဒီမှာတုံးခွန်ဒီနှလုံးပေါင်းခြင်းကတဲ့ခုနှစ်တဲ့နှလုံးပေါင်းခြင်းကခုနှစ်တဲ့ အပြီးွားတဲ့ခါကျရင်ဒီ6ဒီ4ဒီ6သုံးလုံးပေါင်းခြင်းက6တော့အဲ့ဒီမှာ3ခွန်ခွန်6တော့ဒီပင်ကိုကြည့်မှာနော်3399 3399မှာသူက399ဆိုတော့အပူသူမရှင်းဘူးနော်399ဆိုတော့အပူကိုသူမရှင်းမနဲ့3399လို့ပဲသူရှင်းတာ3399တဲ့နှစ်နှစ်6လေးတဲ့အဲ့ဒီမှာသူကနှစ်နှစ်လေးလို့သူမထွက်ဘူး နှစ်နှစ်လေးဆိုတော့အပူကိုသူမချအောင်သူကပါချရလဲနှစ်6လေးဆိုတော့နှစ်လေး6ဆိုတဲ့ဥစ္စာပဲသူချပေးတယ်ဒီပြင်မှာလည်းဒီတိုင်းပဲသူက8 8 6 9အဲ့ဒီမှာသူက686လို့သူရှင်းပဲနဲ့865လို့ပဲသူရှင်းတယ်။နော်865လို့ပဲသူရှင်းအခုလည်းဒီမှာ3 6 6တဲ့အဲ့ဒီ3 6 6မှာ သူက3ခွန်ခွန်လို့သူရှင်းပေးမှလား3ခွန်6လို့ရှင်းပေးမှလားနှစ်ကွက်ပေါ့နော်နော်အဲ့ဒီမှာကျွန်တော်ကကဏ္ဍပြန်စီပေးရမယ်ဆိုရင်ကျွန်တော်မိတ်ဆွေတို့တက်ကျွန်တော်ကဏ္ဍစီပေးရမယ်ဆိုတော့ဗျာအဓိကထိုးရမယ်ကဏ္ဍကတော့အဓိကထိုးရမယ်ကဏ္ဍကတော့နော်အခုကျွန်တော်တရေဆယ်လား 2025တရက်စလာ2025မှာကျွန်တော်မိတ်ဆွေထိုးရမယ်ဆိုရင်တော့ဖြစ်304ကိုပတ်လည်ဖို့တော့မမီးနဲ့เนาะ304ပတ်လည်မမီးနဲ့เนาะ304ပတ်လည်ကိုမမီးနဲ့ဟိုရမထိုးရအောင်လားဒီရမထိုးရအောင်လားတော့ကျွန်တော်တော့မမီးနဲ့เนาะ304ပတ်လည်တော့မမီးနဲ့အဲ့ဒါကိုထိုးတာဖြစ်အောင်ထိုးဖြစ်အောင်ထိုးတာเนาะ၄ပါ liberate ကိုတော့ မိနဲ့ထိုးတာအခုကျွန်တော်ပြရတဲ့ကဏ္ဍလေးကိုလည်းကျွန်တော်မိစေကြိုက်ရင်တော့လိုက်ထိုးပေါ့နော်ကဏ္ဍတော့မများပါဘူးကဏ္ဍတော့မများအောင်နော်စီလိုက်မယ်3 4 5 6 7ဒါကတော့ main မဟုတ်ဘူးပေါ့နော်ထိုးမယ်ဆို main main ကစားမယ်ဆိုလည်းရပါတယ်3 4ဆိုတဲ့ကဏ္ဍကို main ထိုးလို့ရဒါမဲ့ဒီ6ကသူကအဓိကအခရာကြတယ်ဒီ6ကအခရာကြတယ် D3 D9 เนาะ D อ่ะปองจีน3เนี่ย D อ่ะปองจีน9เนี่ย3 9อ่ะขยายจ้ะอะขยายจ้ะเนาะ D อ่ะปองจีน1เนี่ย D อ่ะปองจีน4อ่ะ1 4อ่ะขยายจ้ะ D ก็ปองจีน10เนี่ย D ก็3ลงปองจีน9เนี่ยก็อะขยายจ้ะเนาะอะขยายจ้ะ

အဲ့ဒါအခရာကြတယ်36ခွန်ဆိုတဲ့ကဏ္ဍကအခရာကြတယ်နော်အဲ့ဒါအခရာကြတယ်3ခွန်ခွန်ဆိုတာကတော့ကျွန်တော်မိတ်ဆွေအရင်ပဲသွားမယ်နော်နော်အရင်ပဲသွားမယ်ပြီးွားလို့ရှိရင်နောက်ထပ်တစ်ခွက်ကျွန်တော်မိတ်ဆွေတွေရန်ရမှာဘာကဏ္ဍလဲနောက်ထပ်တစ်ခွက်ရန်ရမှာကျွန်တော်မိတ်ဆွေရမှာရန်ရမှာအပူးဆုံးတော့အားလိုက်ပေါ့နော် အပူဆိုရင်တော့အားလိုက်ပေါ့ဒါမဲ့ဒီကောင်ကသုံးထိပ်စီမပါတဲ့အတွက်ကြောင့်အရင်ပဲကစားသုံးထိပ်စီမပါတော့တဲ့ကြောင့်ဒီသုံးကထိပ်စီဒီသုံးကဒီနှလုံးပေါင်းခြင်းသုံးကအဲ့ဒီသုံးကသူကထိပ်စီဒီနှလုံးပေါင်းခြင်းနှစ်ကအဲ့ဒီနှစ်ကထိပ်စီနော်အဲ့ဒီနှစ်ကထိပ်စီ Ừ, đó tiền là lông bông trên tàu à, đi tàu à thay gì à, à à, à, tàu mà thay gì ai giờ bông trên nè cả ai đi mà tàu ngã này thay gì ai giờ bông trên xe cả tàu thay gì đó anh mà thay gì anh mà thay gì à cũng đi à bông trên tàu à, là tàu ngã thay gì vậy thì tàu thay gì vậy ်မော်ဘေးချိလိုက်လွတ်လွတ်ဝင်ဆောက်တာပဲနော်ဘေးချိလိုက်လွတ်လွတ်ဝင်ဆောက်တာပဲနော်မင်းတို့တွေ့မှာကြောက်လို့ငါလိုက်နောက်ကြမှာငါလွှင့်လဲမင်းတို့တွေဝင်ဆုတ်တာပဲเนาะ ငါပြောတော့ခွာပေါင်းခြင်းอ่ะဒီလိုခွာပေါင်းတာကိုပြရနေတာဒီလိုခွာပေါင်းတာထိတ်နဲ့အပိတ်နဲ့ပေါင်းတာအဲ့ဒါကို၈၆၅ပေါင်းရင်၉လေးတဲ့ဘယ်အချိန်လိုက်လွတ်လွတ်ဝင်ဆုတ်တာပဲเนาะတကောင်ကျော်တလွဲလိုက်လွတ်နေမလို့ရှိတော့မယ်เนาะတကယ်ကွာ 谁给了你八亿？谁给了你八亿块？谁给了你八亿？ ကဲဒီပို့ကိုကျွန်တော်ကြာကြာလည်းမလွှင့်ဘူးเนาะဒီလောက်ပါပဲเนาะထိုးရမယ့်ကဏ္ဍကတော့အဓိကထိုးရမှာတော့3ခွန်အဓိကထိုးရမှာတော့3ခွန်6ပေါ့เนาะကဏ္ဍကတော့3ခွန်ခွန်36ခွန်6ခွန်ခွန်နဲ့နော်အဲ့ဒါပဲရှိတယ်ကဏ္ဍအဲ့ဒါပဲရှိတယ်3ခွက်ပဲမများဘူးမများဘူးကဏ္ဍလေး3ခွက်လောက်လေးကကျွန်တော်မိတ်ဆွေဘာမှမဖြစ်ပါဘူးเนาะ ုံးကွက်မှာတစ်ကွက်ကမေးနှစ်ကွက်ကအရန်အော်ဒီမှာသူပြန်စီသူစာစာပြန်ရေးလာတယ်ဩသူကလူဆုံးမဟုတ်ဘူးသူကမျက်စိမှားလို့ပြင်မနော်ကွာ sorry sorry အကူကလည်းဒီမှာအကူ brain နဲ့လူတွေများနေတော့အကူလက်တရာကြာကြာနေတော့စိတ်ညစ်လာတယ်လားအကူလို့ဒီမှာကြာကြာနေတော့စိတ်ညစ်လာတာပရိနေလူတွေကများနေလို့ဒီမှာသူစံပြစာပြန်ရေးလာတဲ့ sorry တဲ့ စစ်နဲ့ငါးနဲ့ပေါင်းတာကိုသုံးလုံးပေါင်းနဲ့ထင်လို့တဲ့အေးအေးကွာသုံးလုံးပေါင်းတာမဟုတ်ခပေါင်းတာခပေါင်းတာထိတ်ပိတ်ပေါင်းတာနော်အရှင်ပြပါစေကွာဘယ်ပို့ပဲဖြစ်ဖြစ်ပေါ့တခုတခုတော့ site တခုခုကတော့ဘယ် site ပဲဖြစ်ဖြစ် site တခုခုတော့မှန်ပါစေလို့ပဲဆုတောင်းတာမှန်တာနဲ့ main ကနေဝင်တာနဲ့အရှင်ပြကြမှာနော်မအိပ်ပဲနဲ့စူးစမ်းပေးတယ်မအိပ်ပဲနဲ့စူးစမ်းပေးတယ်နော်မအိပ်ပါမအိပ်မအိပ်ပဲနဲ့စူးစမ်းပေးတယ်မ 3D 2D ပါစူးစမ်းလာပေးသေးတယ် 2D 2D tú đi là xì để tú đi là chua ra ra bây giờ nó anh mang cái biếu mấy cái này anh mang cái biếu mấy cái này tao mà tú đi là chua ra ra bây giờ anh mang anh mang cái mấy cái này anh mang cái biếu mấy cái này đi ta mình đã phản trả xịt tàu này tông tàu này ở châu mà nó mình đã phản trả châu mà xịt tàu này tông tàu này အပြီးွားလို့ဆိုလို့ရှိရင်တစ်နှစ်ရအဲ့ဒါဒုတိယပါစူးစမ်းတာပြီးတယ်နော်ဒါဒုတိယပါစူးစမ်းတာပဲဒုတိယပြလိုက်တယ်မစင်းပြတော့ဘူးဒါမစင်းပြတော့63ကိုရေးတာပြီးတယ်မစင်းပြတော့နော်မနက်ဖန်ပါဝါနဲ့အပူပဲ နက်ဆရာလုတ်သွားရမှာလားဟုတ်ကဲ့မနက်လုတ်သွားရမှာနော်ဟုတ်တယ်မနက်ဖက်မနက်ကိုကျုံရမှာမနက်ဖက်မနက်မှာ33ရယ်33ရယ်83ရယ်နော်တင့်နှစ်ရယ်မနက်ဖက်ကျုံရမှာကနန်းက33ရယ်33ရယ်တင့်နှစ်ရယ် 3ခွန်လေးကတော့မမိနဲ့3ခွန်လေးကိုမမိနဲ့3ခွန်လေးပါတယ်မမိနဲ့အဲ့ဒါ main ကနန်း၄ပါသူကကနန်းကထရက်ဆင်းမှာဒီမှာ6ပြိတ်ပြီးရင်6ပြိတ်ပြီးရင်4ပြိတ်သူ့မဟုတ်ရင်9ပြိတ်အဲ့လိုမျိုးထရက်ဆင်းမှာ6ပြိတ်4ပြိတ်4ပါပြီးရမယ်အဲအကြောင်းမူ3ခွန်လေးဒီမှာ4ပါ9ပြိတ်ကသူဆင်းနာပြီးသွားပြီ4ပါ9ပြိတ်သူဆင်းနာပြီးဆိုတော့4ပါ6ပြိတ်နဲ့4ပါ4ပြိတ်နဲ့သူထပ်တော့မယ်အဲအကြောင်းမူ3ခွန်လေးက main ကနန်းပဲ သုံးခွန်လေးက main ကဏ္ဍမှာเนาะဒါပေမဲ့ထပ်တိုးတဲ့ကဏ္ဍလေးကဘာမှမရှိပါဘူးဗျာဒီမှာကြည့်ပါဦး main တစ်ခွက်ပြီးတယ်အရင်နှစ်ခွက်နဲ့ဒါပဲရှိရဲ့ဟုတ်တော့ဟုတ်လားကဲကဲကဲအားလုံးဒီလောက်ပါပဲလို့အဲ့ချိန်လေးမှာအိတ်ကြတော့เนาะ400ထိုးလို့ရတယ်ရတယ်ရတယ်ဒီမှာရေးထားပြီးတယ်လीဒီမှာရေးထားပြီးတယ်ဩ3ခွန်လေးကိုထပ်ရေးခိုင်းတာလားโอเคโอเค โอเคโอเคยีပြီးမှာเนาะ3.4တကွက်ထပ်ยีပြီးမှာเนาะ3.4မဟုတ်ဘူးเนาะအဓိကထိုးရမှာအဓိကထိုးရမှာက၄3.4လို့ထိုးမယ်ဆိုရင်သူ့ကို3ကွက်ထိုးရတော့မှာเนาะဒါပေမဲ့ဒီကနန်လေးတကွက်တော့เนาะ3 4ခုထိုးတာနဲ့အဲ့လိုထိုးတာနဲ့သူ့ကိုဘယ်လိုပြန်ထိုးရမှာတလား ခွန်၄၃ဆိုတော့ပြန်ထိုးရတော့ခွန်၄၃လို့ထိုးလိုက်တယ်ဟေးဆိုတာနဲ့เนาะ၃၄ခွန်လို့ထိုးတာနဲ့ခွန်၄၃ထိုးရတော့ခွန်၄၃ထိုးတာနဲ့အဲ့လိုထိုးရတော့ နှလုံးကတော့ဘာထူရမလဲနှလုံးကမနှက်ဖန်ကြ3 3နဲ့3 3ရဲ့8 3ရဲ့ထုံးမယ်3 3ရဲ့8 3ရဲ့နော်3 3ရဲ့ဒီဘက်မှာပြန်ရေးပြီးမှာနော်နှလုံးထိုးဖို့မရောသေးနဲ့နော်ဒါ 3D နော်ဒါမှ 2D လို့ရေးပြလိုက်မှာဒါမှ 2D လို့ရေးလိုက် ုံးနှစ်ခွမကြိုက်ဘူးလားတဲ့ကြိုက်တယ်ကြိုက်တယ်နော်တုံးနှစ်ခွလည်းကြိုက်တယ်တုံးနှစ်ခွလည်းကြိုက်တယ်ကျွန်တော်တို့ဒါအခုကျွန်တော်မိတ်ဆွေကျွန်တော်ပြရတာဆိုတာကအကြိမ်ပေါက်ကနေဖြစ်လာနေကျွန်တော်တယောက်တည်းပေါက်မှာစူးမှာကျွန်တော်တယောက်တည်းပေါက်သွားမှာစူးလို့ နော်ကျွန်တော်တယောက်တည်းပေါက်သွားမှာစိုးလို့အဲဒါကြောင့်မို့ကျွန်တော်မိတ်ဆွေကိုကျွန်တော်ကပြပေးတာကျွန်တော်တော့ထူတာပြူပါပြီနော်36ခုဆိုတဲ့ကနေကျွန်တော်တို့ထူတာပြူပါပြီလုံးပိုင်ကတော့အများကြီးပဲလုံးပိုင်၄လဲရှိတယ်လုံးပိုင်၃လဲရှိတယ်လုံးပိုင်၆လဲရှိတယ်လုံးပိုင်9လဲရှိတယ် เนาะလုံးပိုင်လေးလဲရှိတယ်လုံးပိုင်လေးလေးထိပ်စီလုံးပိုင်သုံးသုံးထိပ်စီအဲကျန်တဲ့ကဏ္ဍနေရာလုံးပိုင်နေရာတော့နေရာမရှိအထိုင်မရှိနော်ကဲ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 အားလုံးကြောက်ပါပဲလို့အဆင်ပြေကံကောင်းပါစီကွယ်မနက်ဖန်2ဒီရော3ဒီရောနော်2ဒီရော3ဒီရောအဆင်ပြေကံကောင်းကြပါစီမနက်ဖန်ကဲအားလုံးဘိုင်ဘိုင်